ဟယ်လိုဒီစတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်တာတော့ပိုင်းစတက်လာအင်ပါဝင်မှာပြန်လည်ကြိုဆိုပါရရှင်ခုလိုပေမဲ့ရီဒီလေးရတော့ခုချင်းနေတဲ့သူလေးတွေစီရချစ်ချင်းမြတ်တာခရင်းဆိုင်မှုကိုပေါ့နော်မျှော်လင့်ဆောင်စားနေတဲ့သူရှိလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ကြည့်ပြီးတော့ပါမယ်ဒီနေ့ရတော့တိတ်ပြောမှာချိန်နေအများကြီးများတဲ့အတွက်ကြောင့်မို့ခုလေးနှစ်ခုပဲခွဲပေးထားတယ်ပေါ့နော်ဒီနောက်ရက်လေးတွေမှာလည်း နယ်ကိုပြန်မှဖြစ်တော့အတကြောင်မလို့ပေါ့နော်တကယ်လို့အချိန်ရရင်ရသလိုဟို routine လေးတွေကိုတော့တင်ပေးမယ်ပေါ့နော် group ခွဲပြီးတော့တင်ပြင်းလည်းတင်ပေးမယ်ပေါ့နော်အချိန်လေးချက်ကြည့်ပြီးတော့တကယ်လို့အချိန်မရဘူးဆိုလို့ရှိရင်လည်း collective routine လေးတွေအစဉ်ပြင်ပြီးတော့တင်ပေးသွားပါမယ်အခုအချိန်သိပ်ပြီးတော့မှဒီနေ့ရတဲ့အတကြောင်မလို့လောလောဆယ်ဒီမှာ group link အခုတော့ခွဲပေးထားရပေါ့နော်ဒီနေ့တို့လေးတွေစီကနေပြီးတော့ချက်ချင်းမြတ်တာတွေခရင်ဆိုင်မှုတွေအဲဒီရလေးတွေကိုမျောလင်းစောင်းစားနေတဲ့သူရှိလားဆိုတာလေးကိုကြည့်ပေးသွားပါမယ်။ဒီမှာကတူလေး1 2ဖွဲ့ပေးထားတယ်ပေါ့နော်။ မြေနှစ်သက်ဆောင်ကလေးတကက်ကိုရွေးချယ်ပြီးတော့အဖြေလေးတွေကိုကြည့်ပေးပါ။အဲဆိုလို့ရှိရင် group 1လေးကနေစပြီးတော့ကြည့်လိုက်မယ်နော်။ဒီ group 1လေးကိုရွေးထားတဲ့သူလေးတွေအတွက် group 1လေးတွေစီကနေပြီးတော့ဗောနော်။တချင်းမြတ်တာတွေဂရုဆိုင်မှုတွေအဲ့ဒီအရာလေးတွေကိုမျှော်လင့်နေတဲ့သူရှိလားဆိုတာလေးကိုကြည့်ပေးတော့ပါမယ်။ group 1လေးတွေစီကချစ်ချင်းမြတ်တာတွေကိုဂရုဆိုင်မှုတွေကိုမျှော်လင့်နေတဲ့သူရှိလားကြည့်ကြပါရစေ။ဒီ empress chariot nine or ones ကျောင်းလေးလေးစီကနေပြောပြောလဲနေတဲ့သူရှိတယ်ပေါ့နော်ကိုစီကတန်ရှင်ရဖို့ကိုကိုစောင့်ကြည့်နေတဲ့သူကို ဝေးရနေပြောပဲဖြစ်ဖြစ်ပေါ့နော်တက်တက်ကလေးပဲဖြစ်ဖြစ်ကိုစီကနေပြောမှသူ့တတိထားမိလာအောင်ပေါ့နော်အဲ့လိုမျိုးလေးကိုကိုမျောလေးနေတဲ့သူလေးရှိပါတယ်အဲဒီမှာဆိုလို့ရှိရင်သူ့အနေနဲ့ကိုကိုလေးဟိုသူ့ငယ်စေတယ်မှာကိုရန်ကိုလှပကြော်ရှင်းပြီးတော့မှတတိမင်္ဂလာရှိတဲ့သူလေးတယောက်အနေနဲ့သူကကိုကိုမျက်စိထဲမှာမြင်နေတာပေါ့နော်ဘာလို့ရှိရင်လဲကိုယ်နဲ့ပတ်သက်တွေ့ရှင်သူရဲ့စိတ်ကစားချက်တွေကလည်းတော်တော်လေးကိုပဲဟိုဘယ်တော့ခံစားချက်တွေစုံလင်နေတာမျိုးလေးတွေတွေ့ရတယ်အဲကို ိုကကြောင့်လေကိုစီကနေပြောမြန်မြန်ဆန်ဆန်ကိုပေါ့နော်ကိုနဲ့အဆင်ပြေခြင်းနဲ့အဆင်ပြေတိုးတက်ကောင်းမွန်ခြင်းနဲ့ပေါ့နော်ပို့ပြီးတော့လည်းနှိဆက်ခြင်းနဲ့ကိုစီကနေပြီးတော့လည်းအတန်ရှင်းနေရခြင်းနေတဲ့ပုံစံမျိုးတွေကိုဒီထဲမှာခံစားမိရယ်ပေါ့နော်အချုံလေးတွေကကြာလဲအဲဘက်လူကကိုယ့်ကိုပေါ့နော်သူနဲ့ကိုယ်နဲ့တော်တော်လေးကိုမှကွာခြားလုံးနေပေါ့နော်မတူညီတဲ့အရာလေးတွေရှိတယ်ဥမာကိုကရွေးဥပညာကချောမောလှပတယ်ဆိုလို့ရှိရင်သူနဲ့ကမလိုက်ဖက်ဘူးပေါ့နော်သူကကြတော့အဲသူ့ကိုယ်သူ ုံရရှိလို့ရှိရင်တိတ်ပြီးတော့မှမပြေဆုံးဘူးမနှာဘူးပေါ့နော်ဟိုအဲ့လိုပုံစံမျိုးတွေသူကသူခံစားနေရတာမျိုးတွေတခါတခါကိုကိုနဲ့သူနဲ့ကြတဲ့မှာကွာဟာချက်လေးတွေအများများတယ်ပေါ့နော်မတူညီတဲ့အရာလေးတွေအဲညီနိုင်မှုမလွယ်ဘူးဆိုတဲ့ပုံစံမျိုးလေးကိုသူစိတ်ထဲမှာခံစားနေရတာမျိုးလေးတွေတွေ့မိပါတယ် ကိုဘာနဲ့သူကနည်းနည်းလေးအလန့်กว่าတဲ့ပုံစံမျိုးလေးပေါ့နော်သူမျက်စိထဲမှာကိုကရာရာပြပြဆုံးနဲ့ပုံဝင်ကြောက်ချမှုမရှိတဏှာပပလေးနဲ့အစင်တီဆောမွေပြီးတော့မှကိုကိုကြည့်တယ်လို့ရှိရင်ချက်တည်မြင်လာရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒါကတော့ယောက်ျားလေးလည်းဖြစ်နိုင်တယ်လူမိကလေးလည်းအဲဒါအစင်ပြလို့ကြည့်လို့ရတယ်ပေါ့နော်ယောက်ျားလေးမိကလေးခွဲခြားမထားဘူးပေါ့ခွဲခြားမထားဘူးပေါ့နော် တစ်ခါတစ်ခါပေါ့နော်သူကကိုအကြောင်းလေးတွေအဲ့လိုမျိုးလေးသူကကိုနဲ့အစင်ပြေမပြေပါမလားဆိုပြောမှဆိုရင်နေတဲ့အရာလေးတွေညီနိုင်ဆောင်ရွက်ဖို့ဟိုလွယ်မလွယ်ပါမလားဆိုပြောမှအဲ့လိုမျိုးလေးလည်းသူကသူပေါ့နော်တစ်ခါတလေဟိုတင်ငယ်စိတ်ဝင်နာမျိုးလေးတွေသူနဲ့ကိုနဲ့မတန်ဘူးပေါ့နော်သူကသူကသူနဲ့ကြားတယ်ဆိုတော့ကိုနဲ့ရှင်းလို့ရှိရင်ပေါ့နော်သူ့မှာကမပြေဆုံးဘူးကိုလောက်အာမလှပါဘူးအစင်းမရှိဘူးဆိုတဲ့ပုံစံမျိုးလေးကိုသူကနေပြောခန်းစားမိနေတာမျိုးလေးတွေဒီထဲမှာတွေ့ရပါတယ်ရှင်။ Two ones ဒါကြောင့်မလို့လေသူ့မှာလေဟိုကိုယ့်ကိုလေပေါ့နော်ဟိုသဘောကျတယ်ဒါပေမဲ့လေတစ်ဖက်မှာကြာလေသူ့မှာတင်ငယ်စိန်လေးတွေရှိနေတာအဖြစ်ပါဖြစ်ရောဖြစ်နိုင်မှာမလားစင်ပြင်နိုင်မှာမလားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တခါတလေမှာစိတ်ခံစားချက်လေးတွေကအကောင့်ဘက်ကိုရောက်သွားလိုက်တခါတလေဝန်ထမ်းဆရာလေးတွေတွေးလိုက်နေပေါ့နော်ဟိုသူ့ရဲ့ သူဘက်ကနေပြောချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ရှင်ကကြကို့ပေါ်မှာပေါ့နော်လုံအောင်ကိုသူချစ်ချင်းမေတ္တာနဲ့ကို့ပြောရှင်အောင်လုပ်ပြနိုင်တယ်ဆိုတော့ရှင်တီချာမျိုးလေးတွေရှိနေတာချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်တော့သူဘက်ကအရှုံးမရှိဘူးပေါ့နော်သူကအကောင်းဆုံးချစ်ပြနိုင်တယ်ကို့ကြောင့်မဟုတ်လို့လည်းသူ့ကိုပြောရှင်စေသူ့အနေနဲ့အကို့ကိုပေါ့နော်ပြောရှင်စေချင်တယ်သူရဲ့ချစ်ချင်းမေတ္တာတွေနဲ့ပြောရှင်လိမ့်မယ်လို့လည်းသူကမျှော်လင့်နေတဲ့ပုံစံမျိုးလေးပေါ့နော်အတိုင်းမလဲအဲဘဝအခြေအနေအစဉ်တန်း အဲထားပါတော့နော်လုံးရီကန်ကြီးအလုတ်ကန်ပဲဖြစ်ဖြစ်မြေးချင်းနဲ့ပဲပြတ်တက်ပြီးတော့ပဲဖြစ်ဖြစ်သူနဲ့ကိုနဲ့ကြားထဲမှာကသူ့ကိုသူဟိုဘောနော်အလှန်ဝေးလွန်းတယ်ဆိုတဲ့ပုံစံမျိုးလေးခံစားမိတဲ့အခါမျိုးတွေမှာဆိုရင်တော့သူ့မှာဝမ်းနဲ့အငဲတဲ့စိတ်လေးတွေဖြစ်တတ်တယ်။အဲဒါမှမဟုတ်လည်းသူ့ကြောင့်ဘောနော်ကိုအနေနဲ့ပျော်ရှင်ရမယ်ဆိုတာတော့သူကဘောနော်သူ့ချစ်ချင်းမေတ္တာတွေနဲ့ကိုကိုပျော်ရှင်အောင်ထားပေးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါရဲ့ရှင်။အဲဒါကလည်း strength ုံးစိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးဖျောက်မှုခံထားရတာပေါ့နော်။အော်သူနှလုံးသားထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့မှခံစားချက်တွေတော်တော်လေးကိုမှများနေတာကိုကသူ့သူ့စိတ်တွေလွှမ်းမိုးထားနိုင်တယ်။အဲသူ့အနေနဲ့ရလဲပေါ့နော်။အဲ့အဲ့လိုမျိုးလွှမ်းမိုးခံထားပြီးမှလည်းသူ့အနေနဲ့ဘယ်လိုပြောမလဲကျဉ်းတတ်မိတယ်ပေါ့နော်။သူ့ချစ်ခြင်းမေတ္တာတွေပေါ့မှဟောကိုကသူစိတ်တွေလွှမ်းမိုးထားတာသူရဲ့ဝိညာဉ်စိတ်ဝိညာဉ်ထဲမှာကိုယ်ချောင်းနေနေပြင်းနေနေတာကိုကလည်းတခြားတယောက်ကိုမမြင်နိုင်အောင်ပဲပေါ့နော်။သူက ကိုယ်နဲ့ပတ်သက်လို့ရှင်ခန်းစားချက်တွေကတင်းထန်နေတာမျိုးလေးတွေအဲကိုဘလို့မှဘာနော်ခေါင်းထဲကနေထုတ်မရတဲ့အနေအထားမျိုးလေးတွေဒီထဲမှာခန်းစားမိနေတယ်ပေါ့နော်ပုံမှန်လေးတွေကိုတော့တစ်ဖက်သူကမျှော်လင့်နေတဲ့သူလေးကတော်တော်လေးကိုပေါ့နော်သူကဘယ်လိုပြောမလဲအဲချစ်ချင်းမေတ္တာတွေကိုယ့်ပေါ်မှာတော့လုံးဝပြေးဝနေတာမျိုးလေးတွေရှိတယ်အဲကိုကိုယ့်ပေါ်မှာလည်းပေါ့နော်သူရဲ့အဲစိတ်တွေက တခါတလေမှဟိုဝန်းနေတဲ့စိတ်လေးတွေဖြစ်သွားလိုက်အားငယ်တဲ့စိတ်လေးတွေဖြစ်သွားလိုက်နေတဲ့ခါကြလို့ရှိရင်လည်းကိုယ့်ပေါ်မှာချစ်ချင်းမေတ္တာတွေနဲ့ပတ်သက်ပြီးတော့မပျော်ရွှင်မှုတွေလည်းခံစားစေခြင်းနဲ့ကိုယ်ကိုပျော်စေခြင်းနဲ့ပေါ့နော်အဲကိုယ်နဲ့လည်းဖြစ်နေလို့ရှိရင်ကတော့အစဉ်အပြေမှုတွေကိုအစဉ်ပြေခြင်းနဲ့ညှိနှိုင်းပြီးတော့မှလိုချင်တဲ့ဆောင်ရွက်ပြီးတော့ညှိနှိုင်းလို့ရလို့ရှိရင်တော့ညှိနှိုင်းပြီးတော့ပေါ့နော်အဲမျိုးတွေသွားသွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးဟိုအရင်ကြီးသူ့ပုံစံကဘယ်လိုပြောလဲကိုယ့်ပေါ်မှာတော့လေဟိုအသက်အတန်ကြီးဆိုတာတဲ့ အေးစစ်စစ်လေးနဲ့သူ့ရဲ့နေချင်းချင်းတဲ့ဓာတ်လေးကိုပေါ့နော်ကိုယ့်ပေါ်မှာပြတ်သားမဲ့ဆိုတဲ့ပုံစံမျိုးလေးကိုတွေးရပါတယ်။ဘသူနဲ့ကိုနေတာတနည်းအားဖြင့်ဟိုဟာရုပ်ရည်ယူပကာဆိုလို့ရှိရင်ကိုယ်လာမနှပါတာမျိုးမှအသားရည်ဖြစ်ဖြစ်ရုပ်ရည်ယူပကာဖြစ်ဖြစ်အရာမောင်းဖြစ်ဖြစ်ပြည့်စုံမှုပဲဖြစ်ဖြစ်ပေါ့နော်တခုခုကကိုကခုကြည့်နေတဲ့ခရူဝန်လေးတွေကသူ့ထက်တာနေတာမျိုး ကိုနဲ့သူနဲ့ရှင်းလိုက်လို့ရှိရင်ပေါ့နော်တကယ်လို့မျိုးကြီးအရန်ကြီးမဟုတ်ဘူးဆိုရင်ဒါမှရှင်းလိုက်မယ်ဆိုလို့ရှိရင်ကိုကသူ့ထက်ပို့ပြီးကြီးကောင်းနေတာသူ့ထက်ပို့ပြီးတော့မှပြေဆုံးတာပညာရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်အလုပ်ကံပဲဖြစ်ဖြစ်ပေါ့နော်တခုခုကသူ့နဲ့ကိုနဲ့ကြားထဲမှာကိုဘက်ကနေပြောမှအသာစီးရနေတာမျိုးလေးတွေသူ့မှာကတခုခုကိုနဲ့ရှင်းလိုက်လို့ရှိရင်အားငယ်နေရတဲ့အနေအထားမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။ဒါမှလည်းသူ့အနေနဲ့ကိုယ့်ဘက်မှာတော့မေတ္တာစစ်တင်နေချစ်ပေးနေတဲ့ပုံစံမျိုးလေးပေါ့နော်။ဟိုသူ့အနေနဲ့ကလည်းကိုကို နည်းနည်းနည်းလေးနဲ့အဆင်မပြေပေမဲ့အဆင်မပြေနိုင်ဘူးဆိုရင်တောင်မှနှိမ့်နိုင်လို့ရမယ်ဆိုရင်တော့နှိမ့်နိုင်ခြင်းတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားရပါတယ်ဒါပေမဲ့လည်းအရင်ကြီးတူးနေတဲ့တစိုးထိုးကြီးပေါ့နော်80တိုးလာမယ့်အနေအထားမျိုးတော့ဒီထဲမှာမတွေ့ရဘူးတကယ်လို့အချိန်နေကောင်းလို့မှသူနဲ့ကိုနဲ့အဆင်ပြေနိုင်တယ်ကိုဘက်ကနေပြမသဘောကျလာပြီးဖို့တော့သူဘက်ကညှော်လင့်နေပေါ့နော်ตรงนี้เนี่ยภาษาลงคนชื่อเนี่ยคุณน่ะประเทศภาษาลงคนชื่อเนี่ยจะเช็คให้ได้มั้ยเนาะ seven of pentacles ဒီကုန်းလေးတွေဒီမှာပထမဆုံးချပစ်ထားတာလဲဒါကတော့ရွေးဖို့အတွက်ဆိုပြီးတော့မပေးထားပါဘောဒါလဲ seven of pentacles ပေါ့နော်အဲ့တော့ဗတ်တက်ကလည်းကိုယ်ကို ပြောင်းလဲနေတာကိုယ်စီကနေပြောင်းခရီးဆက်ခံရဖို့သူကတောင်းတနေတာပေါ့နော်။အောင်သားနေတယ်ဆိုတဲ့ပုံစံမျိုးဒီမှာလည်းကြာလာတာ7 of pentacle ပေါ့နော်။ တစ်ဖက်သူကတော့သူ့အနေနဲ့ကိုယ့်ကိုလေးဆက်ပြီးတော့မျောတော့မျောလင်းနေမဲ့ပုံစံမျိုးတွေတည်ရမှာခံစားရတယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးသူ့ဘက်က80ဒေါ်လာမဲ့ပုံစံတော့အရန်ကြီးမတွေးရဘူးသူကလည်းအားငယ်တဲ့ပုံစံမျိုးလေးပေါ့နော်ကိုယ့်ကိုသဘောကျပြီးမဲ့80မတွေးရတာသူနဲ့ကိုယ်နဲ့ကြားထဲမှာမဖြစ်နိုင်မှာဆိုတာကိုကသူ့ကိုသဘောမကျမှာအားငယ်တဲ့ပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲသူကအခြေအနေလေးကိုတစ်ချက်ကြည့်ပြီးတော့မှ80ဒေါ်မဲ့ပုံစံမျိုးတွေရှိပါတယ်အရန်ကြီးတော့ဘယ်လိုပြောမလဲမဖြစ်မနေပေါ့နော်ဟိုခက်ရခက်စိတ်ကြီးအဲသူ ဟောတိုင်းတိုင်းကြီးဆောင်းဆုံးဖြတ်မဲ့ normal ပုံစံမျိုးတော်တွေမှာမတွေ့ရဘူးပေါ့နော်သစ္စာခတ်သစ္စာခတ်ကလည်းစင်ပြေခြင်းနဲ့ပေါ့နော်တကယ်လို့ချစ်သူရင်းဆိုင် relationship ကြီး official ကြီးတွေ့ရတာမျိုးမဟုတ်ဘူးဆိုရင်တောင်မှအမေယူမျက်မျက်တတတာလေးနဲ့မိတ်ဆွေတငယ်ချင်းလိုမျိုးလေးဟို အဘေးယူလေးနဲ့ပေါ့နော်သူနဲ့ကိုနဲ့ကြားထဲမှာကမေတ္တာလေးတွေအပြန်အလှန်သူလိုအပ်ချက်ကိုလိုအပ်ချက်လေးတွေသူလိုအပ်တဲ့အချိန်ကိုကကူညီပေးကိုရဲ့လိုအပ်ချက်လေးတွေသူကကူညီပေးအဲ့လိုမျိုးအပြန်အလှန်မေတ္တာလေးတွေနဲ့အဲရှေ့ဆက်သွားရမယ်ဆိုလဲသူအနေနဲ့ကျင့်တတ်တဲ့ပုံစံမျိုးလေးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူကသူ့နည်းနည်းပါးပါးကိုဘက်ကပြန်ပြောခရီးဆိုင်မှုတွေပေးရတဲ့တွေကိုသူကအဆင်ပြေတယ်ပေါ့နော်သူရဲ့မျှော်လင့်ချက်ကအရင်ကြီးကိုကိုပေါ်မှာမဖြစ်မနေပိုက်ဆိုင်ရမှချစ်ချင်းမေတ္တာတွေကိုကနေပြီးတော့ အပြစ်ဝါရီမသူ့ပေါ်မှာမပေးနိုင်မှုဆိုရင်ဒါမှမေးဆွေလို့တငယ်ချင်းတို့တို့ဖောက်ခိုင်းဘက်လို့ပေါ့နော်မေတ္တာတရားလေးတွေနဲ့အပြန်လန်းအဲသွားရမယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကျင့်တတ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။ဒါလေးကတော့ program လေးတွေအတွက်ကြည့်ပေးထားတာပဲဖြစ်တယ်ပေါ့နော်။အဲဆိုလို့ရှိရင် group 2လေးစီကိုသွားလိုက်ပါမယ်။အဲဆိုလို့ရှိရင်ဒီ group 2လေးစီကိုသွားလိုက်ပါမယ်။ ကိုတို့ရွေးထားတဲ့သူတွေတွေအတွက်ပေါ့နော်ကိုတို့လေးတွေကိုတစ်ဖက်မှာကလေကိုယ်စီကနေပြောမှမျှော်လင့်နေတဲ့ယာကိုယ်စီကနေပဲချစ်ချင်းမြတ်တာတွေခရင်ဆိုင်မှုတွေကိုယ်စီကနေမျှော်လင့်နေတဲ့သူရှိလားဆိုတာလေးကိုကြည့်ပြတော့ပါမယ်ကိုတို့လေးတွေစီကနေပြောရွေးဆိုင်ခံရဖို့ပေါ့နော်ချစ်ချင်းမြတ်တာတွေရရှိဖို့မျှော်လင့်ဆောင်ရနေတဲ့သူရှိလားပေါ့နော်ကိုတို့လေးတွေစီကနေရွေးဆိုင်ခံရဖို့စောင့်နေတဲ့သူရှိလားကြည့်ပါမယ် nine of pentacles I got one. Ten or one. တူတူလေးလေးဇာနေပြီးတော့ market site ခံရဖို့ပေါ့နော်ကိုကြီးကနေပဲတန်ရှင်းရဖို့မျှော်လင့်နေတဲ့သူတွေရှိပါတယ်အဲဒီမှာဆိုလို့ရှိရင် nano particle နဲ့နည်းနည်းလေးသူကစိတ်ထဲမှာစိတ်အလိုမကျတတ်တဲ့သူလေးတယောက်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့မှာ အဲကြာနေစိတ်မရှိနိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဖလူးလေးလေးစီကနေပြောမှာကြိုးစားခံရဖို့ကြာလိုက်တာကဒီသူနဲ့အဆင်ပြေဖို့ရတယ်ခက်ခဲလိုက်တာဆိုတဲ့ခံစားချက်လေးနဲ့အခုလက်ရှိမှာပေါ့နော်ကိုယ်စီကနေမျောလေးနေတာမျိုးလေးတွေပောက်ွဲချင်နေတဲ့ပုံစံမျိုးလေးပေါ့နော်ကိုကသူ့ဟိုတည့်ရတဲ့နဲ့ခြေနေတာမျိုးပဲဖြစ်ဖြစ်မသိကြိုးကြုံပြူနေတာအဲသူ့သူ့ကိုဂရုမဆိုင်တဲ့လုံလုံးနေတဲ့အရာတွေကိုသူ့အနေနဲ့ခံပြင်းနည်းနည်းလေးခံပြင်းနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒါမှလည်းသူကမရရအောင်ပေါ့နော်ကိုယ်စီကတန်ရှင်းရဖို့သူစူးစမ်းချင်တဲ့ကြိုးစားခံရဖို့သူ လုံးချင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာနည်းနည်းလေးမြန်ဒီကူဝမ်းလေးနဲ့ကွဲတာကကြတော့ဒီဂရူတူးလေးတွေကအနေနဲ့စိတ်ဆက်တဲ့ပုံစံမျိုးလေးရှိရပေါ့နော်ခုနကဂရူဝမ်းလေးတွေကကြတော့ဂရူဝမ်းကတစ်ဖက်လူကနည်းနည်းလေးစိတ်အေးတယ်ပေါ့နော်စိတ်အားငယ်တက်တဲ့သူလေးဖြစ်တယ်ဒီဂရူတူးကလူလေးတွေကကြနည်းနည်းလေးစိတ်ဆက်တယ်ပေါ့နော်သူကနည်းနည်းလေးနဲ့စိတ်မရှိတတ်တဲ့သူမျိုးလေးအဲ့လိုပုံစံမျိုးလေးလို့ဒီထဲမှာတွေ့ရတယ်အဲသူသူကလေနည်းနည်းပေါ့နော်ကိုယ်နဲ့ပတ်သက်လို့ရှိရင်ဟို ကိုယ်နဲ့ပတ်သက်လို့စိတ်မရှိတာမျိုးမဟုတ်ဘူးကွာသူပုံစံကအဲ့လိုမျိုးသူရဲ့ဗီဇာသူရဲ့ဟိုပင်ကိုစတိုင်ကွာပေါ့နော်ပင်ကိုစိတ်ရင်းကွာအဲ့လိုပုံစံမျိုးလေးနည်းနည်းစိတ်မာတာစိတ်ဆက်တာစိတ်မရှိတာအဲ့လိုပုံစံမျိုးလေးဒီထဲမှာခံစားမိတယ်ပေါ့နော်အကြလဲကြာနေပြီထင်တယ်သူကြည်ရတဲ့ဂရူတူလေးတွေပေါ်မှာညှော်လင်းနေတာပေါ့နော်ကိုစီကနေပြောမှာဖြေရဖို့ပဲဖြေဖြေကိုနဲ့နေဆက်ဖို့ပဲဖြေဖြေကိုကသူ့အရင်မလို့လို့သူ့မှာနည်းနည်းလေးခံပြင်းနေရတာစိတ်မရှိနေတဲ့ပုံစံမျိုးလေးလို့ဒီထဲမှာခံစားမိပါတယ် ပြောပန်တကယ်ဘူးထရီကြီးပြောပန်တကယ်ထရီအဝိုင်းစ်501 501ခုနဒီမှာက501ကြာတာမလို့လေ group 1 sorry group 2လေးတွေမှာကသူ့ပြင်တခြားကိုကိုပုံပန်းနေတဲ့သူသဘောကျနေတဲ့သူကိုမှအာ ရှိနေတယ်ဆိုလို့ရှိရင်သူကနည်းနည်းလေးအဲ့ကြောင့်မို့လို့သူဘက်ကစိတ်တူနေရတာလည်းဖြစ်နိုင်တယ်ပေါ့နော်သူတယောက်တည်းအဲမဟုတ်ဘဲနဲ့ကိုမကတခြားအသက်နေတဲ့သူရှိတာဖြစ်ဖြစ်ကိုကသူ့ကိုမဟုတ်ဘဲတခြားတယောက်ကိုအလေးပေးတာမျိုးရှိတာသူ့ထပ်ပို့ပြီးရင်းနှီးတာကိုသူ့ထပ်ပို့ပြီးတော့ကိုကဟိုရင်းနှီးကျွမ်းဝင်နေတဲ့သူ ုထက်ဆိုင်ကိုကတခြားသူတယောက်ကိုပို့ပြီးအလေးပေးနေတဲ့သူတယောက်ရှိဖို့ဒီထဲမှာရှိတယ်လို့မြင်ရတယ်ပေါ့နော်။အဲကြောင့်မလို့လည်းတစ်ဖက်သူကစိတ်တူနေတာဒေါသထွက်နေတာစိတ်အလိုမချဖြစ်နေတာပေါ့နော်။အကိုနားမှာတခြားသူတွေရှိနေတယ်ဆိုတဲ့ပုံစံမျိုးလေးဒီထဲမှာခံစားမိနေတယ်။အဲနောက်တစ်ခုကအာနောက်တစ်ခုအနေနဲ့ဆိုရင် three or one ticket three or one ဆိုပါလေ။သူအနေနဲ့ကကို့မှာတခြားသူရှိနေလို့နည်းနည်းလေးစိတ်တူဒေါသထွက်နေရတာဆောင်းဆိုင်နေရတာဆုံးဖြတ်ချက်ချဖို့ ခတ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ Three Pentacle ကဒါမှမဟုတ်လို့ရှိရင်သူ့ဘက်မှာပဲသူ့ဘက်မှာရှိတယ်ဆိုလို့ရှိရင်လည်းကိုယ့်ကိုပေါ့နော်ကိုယ်နဲ့ဒီထက်ပို့ပြီးတော့မှအခြေအနေတိုးတက်ခြင်းနဲ့တိုးတက်ဖို့အတွက်သူဆုံးဖြတ်ချက်ချဖို့စောင့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။အခြေအနေကိုတစ်ချက်စောင့်ကြည့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းသူတစ်ဖက်ကိုပေါ့နော်တစ်ဖက်သူကိုဟိုအဆုံးတက်ဖို့တစ်ဖက်သူနဲ့ဇလန်းဖြတ်ဖို့သူ့ဘက်ကနေပြီးတော့မှစိတ်မရှိလက်မရှိဖြစ်နေတာကိုနဲ့အဲ ကိုယ်စီကိုချင်းကဲ့ချင်းလို့တစ်ဖက်ကိုလွှတ်ချခြင်းတာမျိုးလည်းဖြစ်နိုင်တယ်လို့ကိုယ့်ဘက်မှာကတခြားသူရှိနေလို့သူ့အနေနဲ့စိတ်မရှိနေတာမျိုးပေါ့နော်ဟိုဟာစိတ်ဆက်နေတာဒေါသထွက်နေတာမနာလိုဝင်တို့ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးလည်းဒီကမှခံစားမိရပေါ့နော်ဒီမှာနှစ်မျိုးလေးဖြစ်နေတယ်အဲကိုယ့်ဘက်မှာလည်းဒီနောက်တစ်ယောက်ကတတ်ပါတီဖြစ်ဖြစ်တခြား situation တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်နောက်ထပ်လူတယောက်ဒီလူတို့နဲ့တစ်ဖက်တူရဲ့ခြားထဲမှာကအဲ့လိုမျိုးနေရှိနေတာမျိုးလေးတွေ့ရပါတယ်ရှင်ဟိုဟာဆွတ် Suas. Three of Pentacles, three or one. Two or Swords. So, so, Peter Tabulo, um, ရှိတယ်ဒါပေမဲ့လောလောဆယ်မှာမဆုံးဖြတ်နိုင်သေးဘူးဖြစ်နေတယ်ပေါ့နော်ဘာလို့ဆက်တော့မှမသိဖြစ်နေတယ်ဥမာနှစ်ခုပြပြမယ်နော်တစ်ခုကကြတော့ကို့မှာတကယ်လို့သူမဟုတ်ဖဲနဲ့တခြားသူတယောက်ကိုကိုကလက်ရှိ situation တစ်ခုမှာရှိနေတယ်တွဲနေတယ်ဆိုပါဆိုပေါ့နော်အဲ့လိုလူတယောက်ရှိတယ်ဆိုလို့ရှိရင်သူ့အနေနဲ့80တိုးရမလားမတိုးရအောင်လားရှေ့တယ်80တိုးကိုလည်းသူတကယ်ကြာ80တိုးခြင်းတယ်ဒါပေမဲ့အတိအကျရည်လည်းသူမဆုံးဖြတ်နိုင်သေးဘူးတည်တည်ချာချာရှင်းရှင်းလင်းလင်းပေါ့နော်ငါ ရှေ့ဆက်တုန်းလိုက်တော့မယ်ကွာဆိုပြီးတော့အဲ့လိုပုံစံမျိုးလေသူ့အနေနဲ့ဆုံးဖြတ်ချင်နေတယ်ဒါပေမဲ့တကယ်တမ်းဆုံးဖြတ်ချက်ချဖို့နည်းနည်းလေးဟိုခတ်နေတာမျိုးလေးပေါ့နော်ဒါကြောင့်မလို့လေခုလက်ရှိမှာသူစိတ်တိုင်းမကြနိုင်ဘူးဟိုကိုယ်နဲ့ပတ်သက်ပြီးတော့လေအတားလေးလေးနည်းနည်းရှိတယ်ရအောင်လေစူးစမ်းချင်တယ်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်နောက်တစ်မျိုးကကျတော့ဥမာဒါကကျတော့ကိုယ့်ဘက်ကမဟုတ်ဘဲနဲ့ပေါ့နော်သူတို့လေးတွေကတစ်ဖက်သူမှာကအဲသူအရင်ကဇလန်ပေါ့နော် ို့ပြင်တခြားဇက်လန်တခုရှိတယ်သူအရင်ဇက်လန်ကိုဖျက်ထားဖို့အတွက်အဲသူစူးစမ်းကျင်နေတာဒါပေမဲ့တစ်ဖက်ကအဆင်မပြေနေတဲ့အတွက်ကြောင့်မလို့အခုလက်ရှိမှာသူဟိုစိတ်တိုင်းမချဖြစ်နေတာကိုယ့်ဘက်ကိုထွက်ချကိုခတ်နေတဲ့ပုံစံမျိုးလေးပေါ့နော်ကိုနဲ့ကတိထက်ပို့ပြီးတော့မှအဆင်ပြေခြင်းနဲ့စိတ်လည်းမရှိတော့ဘူးပေါ့နော်ကြာနေပြီအဲနည်းနည်းလေးလည်းသူစိတ်အာရုံစိတ်ရှုပ်နေရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီခုကိုဆုံးဖြတ်ချက်ချဖို့အတွက်သူလည်းသူ့ဘက်ကနေပြီးတော့မှအဆင်မပြေဖြစ်နေလို့အခုလက်ရှိမှာခွေဝေနေတာဒီဟာဒီဟာဖြစ်နေတာပေါ့နော် တိတိကျကျမဆုံးဖြတ်နိုင်သေးတဲ့အနေအထားလေးတစ်ခုကိုဒီထဲမှာခန်းစားမိပါတယ်။သူကကနေပြီးတော့မှဘာဆက်လုပ်ဖို့ရှိလဲပေါ့နော်အဲ့လေးကိုတစ်ချက်ကြည့်လိုက်ပါမယ်။ Six of Pentacles တဲ့။ Six of Pentacles နာပြောလိုက်တယ်ဗောနော်သူကနည်းနည်းလေးအတားကြီးတယ်အတားကြီးတယ်ဆိုတော့သူရအောင်လုပ်ချင်တယ်သူရဲ့စိတ်ထဲမှာတခုခုနဲ့တခုခုဖြစ်ချင်တာပြီးဟေးဆိုလို့ရှိရင်သူကအဲ့ဒီရအောင်ရအောင်လုပ်ချင်တယ်ဘလောက်ပဲအဲသူစိတ်ကမရှိနေပါစေဘလောက်ပဲခက်နေပါစေဗောနော်လက်မလျှော့ခြင်း move 501 energy နဲ့သူရအောင်တိုက်ခိုက်မယ်ဆောင်ရွက်မယ်ဗောနော်မရရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးရှိတယ်အကြောင်းမလို့လဲသူကဒီမှာ three of pentacles 301ဖြစ်နေတယ်သုံးမွေးဆိုင်ဇာတ်လမ်းဖြစ်နေတယ်ဆိုတာသိရဒါပေမဲ့သူနောက်မဆုံးနိုင်ဘူးဒါပေမဲ့အဲ့လိုမျိုးနောက်ခုကြလဲမရတဲ့တခုလက်ရှိမှာကြိတိကြကြကြီးမဖြစ်နေသေးဘူးတကယ်သူရဲ့စိတ်ရင်းခန်းက 82ကျင်းတဲ့ဆိတ်ရှိရရမလို့ဒီမှာဆို6 source pentacle နဲ့သူဆက်သွားအောင်မယ်ပေါ့နော်ဒီသုံးဘွဲ့ဆိုင်ဇာလန်ရှိနေတယ်ဆိုလို့ရှင်ဒါမှသူနောက်မဆုံးဘူးဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရပါတယ်အတဘဲတဲ့ခုနပြောသလိုပဲပေါ့နော်အတကြီးတယ်ဒီသုံးဘွဲ့ဆိုင်ဇာလန်ရှိနေကိုသူသိတယ်ကောင်းကောင်းသိတယ်ဒါမဲ့ သူဘယ်လိုပြောမလဲနောက်မဆုံးနိုင်ဘူးဆက်ကိုသွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါပါတော့ဥမာကိုမှအာသူမဟုတ်တဲ့တခြားတရားကိုကတရားဝင်တွဲနေတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်တော့မှသူအနေနဲ့သဘောကျနေဦးမှာပဲဆက်ပြီးတော့ပတ်သက်ခြင်းနဲ့ဆက်ပြီးတော့တွုံးနေဦးမယ်အဲနောက်မဆုံးဘူးဆိုတဲ့အနေထားလေးပေါ့နော်ဆက်ဆောင်ကံတကယ်ရဲ့တပည့်ရဲ့တွဲကြတာဆိုတော့လုံးဝကိုတေချာသွားတယ်ဒီလိုလိုသူ့မှာအဲသူဖြတ်ချလို့မရတဲ့ဇာလန်တစ်ခုရှိတယ်ဆိုလို့ချင်းအဲ့ဇာလန်နဲ့ထားလိုက်တော့မယ်နေဝိစေသူပြက်ပြက်မပြက်ပြက်ငါတော့အာဒီငါချက်ရတဲ့သူကပတ်သက်မှာပဲသူသူမပြက်ချင်တဲ့နေငါတော့ အဲ့ချေရတဲ့သူငါမြန်နိုးရတဲ့သူငါဆက်ပြီးတော့မျောလင်းနေအောင်မှာစောင့်စားနေအောင်ပဲပေါ့နော်။နည်းနည်းလေးသူကခေါင်းမာတဲ့အတကြီးတဲ့ပုံစံမျိုးလေးပေါ့နော်။ဂူတူလေးတွေရဲ့တစ်ဖက်သူကအဲ့လိုပုံစံမျိုးလေးလူတွေထဲမှာခံစားမိပါရဲ့ရှင်။ပြောချင်တာကတော့ဂူတူလေးတွေရဲ့အခုလက်ရှိမှာပေါ့နော်။ကိုကိုမျောလင်းစောင့်စားနေတဲ့ကိုယ့်စီရဲ့ခရီးဆိုင်မှုတွေခံကျင်းနေတဲ့ချင်းတကာတွေရာဘူးစောင့်နေတဲ့သူလေးရှိတယ်။အဲ့လူကနည်းနည်းလေးအတကြီးတဲ့ပေါ့နော်။ဟို အစွဲလန်းလန်းကြီးတယ်တခုခုဆိုလို့ရှိရင်ဟိုမကမန်းသေးသေးနဲ့လည်းသူကဆက်တိုးခြင်းနဲ့မကမန်းသေးသေးနဲ့ဆိုတာအဆင်မပြေနိုင်တာမျိုးဟိုစိတ်စိတ်ထဲမှာပေါ့နော်ဘဝင်မချဘူးဆိုတာသူခုသူသိရဒီမှာလည်းနိုင်တော့နိုင်တော့ပက်တီကယ်ရဲ့ဟိုက်တော့ဝမ်းစီရဲ့ဒီမှာခင်းတော့ဝမ်းအဆင်မပြေဘူးဆိုတာသိရဒီမှာလည်းသူစိတ်တွေလည်းမရှိနေတော့ဒါပေမဲ့သူခင်းတော့ဝမ်းအနေချင်းနဲ့သူဘလုံးနည်းနေဆက်ကိုသူမှဆိုတဲ့အနေထားလေးဒီမှာလည်း three of pentacle ရဲ့ three of wands ရဲ့နော် software check ကဒီဘက်မှာပဲသူကဆက်ပတ်သက်ဖို့ပဲအလေးတာနေတာမျိုး ဟိုဟိုတစ်ဖက်ကိုကြာသူဖျက်ချခြင်းနေတယ်ပေါ့နောက်ထပ်မှာတော့ကို့မှာရှိတယ်ဆိုတော့ရှင်အဲ့လူကိုဒီကိမ်းဆိုင်ဘူးကို့မှာဘလို့လူရှိရှိသူကတော့ဆက်ကန်နေလို့မယ်ပေါ့ဆက်ပြီးတော့ကိုနားမှာရှိနေလို့မယ်ဆက်ကြိုးစားမယ်ဆိုတဲ့အနေထားမျိုးလေးသူ့မှာဆိုလဲသူ့မှာတစ်ဖက်သူရှိတယ်ဆိုတော့သူကသူဖျက်ချင်ပြဲမဖျက်ချင်ပြက်ပြက်မပြက်ပြက်ငါတော့ငါချက်တဲ့သူဆက်ပတ်သက်မှာပဲဆိုတော့အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုလေးခံစားမိပါတယ်ရှင်ဒါလေးကတော့ဂရူတူလေးအတွက်ကြည့်ပေးချတာပဲဖြစ်ပါတယ်အလုံးမဲ energy ကြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင် ဆုံးဖြတ်ကျေးဇူးပေးကြတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်။နောက်ထပ်တွင်များမှပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်။